A ရဲ့ drone နဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်။အဲ့ဒီ drone ကဒါသူ့ရဲ့ဒီ drone ရဲ့အမည်က Foptek လို့ခေါ်တယ်ဗျာ။ Foptek AYK 350ပေါ့ဗျာ။အဲ့တော့အဲ့ဒီ drone ပေါ့။အဲ့ဒီ drone ကိုထုတ်လုပ်တာကတရုတ်နိုင်ငံပြည်ကမ်းမြို့မှာထုတ်လုပ်တယ်။ဟာတောင်းမယ်တောင်းမယ်တောင်းမယ်။နေရတယ်မိုင်းအင်းတော့ လေလေအရင်ချင်းလေကြည့်ရပါကွာကြည့်ပြီးဒါပေါ်လာတော့ဟောလေ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 အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရခိုင်တက်တော် AA ကအုံပြုတဲ့ဒုံးတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီမီဒီယာဖြစ်တဲ့ PB Media သတင်းဌာနမှာကိုကျော်စိုးဦးကအံ့ဩချီးကျူးနေတဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်ရခိုင်တက်တော် AA ဟာညီနောင်သုံးဖော်ရဲ့အဖွဲ့ဝင်တစ်ခုဖြစ်ပြီးညီနောင်သုံးဖော်ဘက်ကရှမ်းမြောက်မှာအပြစ်ရဲဆဲထားတော်လဲ ရခိုင်တပ်တော် AA ဘက်ကရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီးစစ်ကောင်စီတပ်ဟာတိုက်တိုင်းရှုံရှုံတိုင်းအိန္ဒိယဘက်ကိုထွက်ပြေးနေရသည့်အခြေအနေဖြစ်နေပါတယ်။ဒီလိုအောင်မြင်မှုရရှိနေခြင်းရဲ့နောက်ွယ်ကရခိုင်တပ်တော် AA ရဲ့ဒုံးတွေကဘာတွေလဲနားဆင်ကြည့်ရအောင်ဗျာ။ AA ရဲ့ drone နဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်။အဲ့ဒီ drone ကဒါသူ့ရဲ့ဒီ drone ရဲ့အမည်က Fopter လို့ခေါ်တယ်ဗျာ။ Fopter AYK 350ပေါ့ဗျာအဲ့တော့အဲ့ဒီ drone ပေါ့အဲ့ဒီ drone ကိုထုတ်လုပ်တာကတရုတ်နိုင်ငံတင်ကျမ်းမြို့မှာထုတ်လုပ်တယ်အဲ့တော့ဒီ Mikan company က Fortet company ပေါ့ဗျာအဲ့ဒီ company ကနေပြီးတော့သူရဲ့ဒီအစွဲပြုတ်ပြီးတော့အဲ့ဒီ drone ကို Fortet drone လို့သူကအမည်ပေးထားတာအဲ့ drone ကြီး drone ရဲ့အပြည့်စုံက Fortet AYK 350ပေါ့အဲ့ဒီအဲ့ဒီ drone ဖြစ်တယ်အဲ့ဒီ drone ရဲ့ဒီအသုံးပြုလို့ရတဲ့အခြေအနေပေါ့အသုံးပြုလို့ရတဲ့အခြေအနေက တို့ဒီတရုတ်နိုင်ငံမှာဆိုရင်ကျွန်တော်ဒီပစ္စည်းပေယူပို့ဆောင်ရေးမှာအသုံးပြုတယ်ပြီးရင်ကျွန်တော်တို့ညီပုံညွန့်ရေးဆွဲတဲ့နေရာမှာအသုံးပြုတယ်နောက်တစ်ခါကျွန်တော်တို့စစ်စင်နဲ့ပတ်သက်တဲ့ဒီစစ်စင်နဲ့ပတ်သက်တဲ့ဒီထောက်လန်းတဲ့နေရာမှာအသုံးပြုတယ်နောက်တစ်ခါဒီကောင်းငွေဓာတ်ပုံကောင်းငွေဓာတ်ပုံရိုက်တဲ့နေရာမှာအသုံးပြုတော့ဗောဗျာအဲ့တော့ဒီတရုတ်နိုင်ငံမှာဆိုရင်တော့ကျွန်တော်အရက်ပတ်စစ်ပတ်သုံးတဲ့ drone လို့ပြောလို့ရပါတယ်အဲ့ဒီ drone က AYK AYK 350 drone ကကျွန်တော်ဒီ downline attack ပြလို့ရတဲ့ဒီ drone မျိုးစအကြီးပေါ့ဗျာဖြစ်တယ်ပြီးရင်ကျွန်တော် drone ကသူရဲ့ဒီထုတ်လုပ်ထားတာကသူအဖြူအောင်တရားမဲ့ထုတ်လုပ်ထားတယ် လက်ရှိကျွန်တော်တို့ရခိုင်လက်နက်ကိုင်အဖွဲ့ A အသုံးပြုနေတဲ့ drone ကလည်းအဖြူအောင်ပါပဲကျွန်တော်အဲ့ဒီအမျိုးအစားပါပဲ drone ရဲ့ drone ကိုကျွန်တော်တို့အဓိကအသုံးပြုထားတာက carbon fiber carbon fiber နဲ့ကျွန်တော်တို့အသုံးပြုထားတယ်ပြီးကျွန်တော် drone ရဲ့အရှိက1880 mm ရှိတယ်ပြီးကျွန်တော်တောင်ပိုင်းနှစ်ဖက်ထိတ်အကွာဝေးက3500 mm ရှိတယ်အဲ့တော့တော်တော်လေးကိုရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒါသူအသုံးပြုလို့ရတာက battery နဲ့အခြားသော ဝင်ပိုးတွေမပါတဲ့ဒီ drone ရဲ့အလေးချင်းက battery နဲ့အခြားဝင်ပိုးမပါတဲ့ drone ရဲ့အလေးချင်းကစက်ကွန်တက်သမား5 kg ရှိတယ်ပြီးရင်ကျွန်တော်ပြန်တက်နိုင်တဲ့အမြင့်ကအမြင့်အဲ့တော့သူရဲ့ဒီပြန်တက်နိုင်တဲ့ weight ပါတဲ့အမြင့်ပေါ့ဗျာ weight ပါပြီးတော့သူပြန်တက်နိုင်တဲ့ဒီအမြင့်ပေါ့တနည်းအားဖြင့်ဆို weight ကိုတင်နိုင်တဲ့အမြင့်က weight ကိုတင်နိုင်တဲ့အလေးချင်းပေါ့သူသူ weight ကိုတင်နိုင်တဲ့အလေးချင်းက35 kg တင်နိုင်တယ်လို့သူကဖော်ပြထားတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်အမြင့်ဆုံးပြန်တက်နိုင်တဲ့နှုန်းကတစ်စက္ကန့်ကို28မီတာပြန်နိုင်တယ်လို့ပြောပါတယ်ပြီးရင်ကျွန်တော်အသင့်တော်ဆုံးပြန်တန်းနိုင်တဲ့နှုန်းက တစ်စက္ကန့်ကို22မီတာလို့ဖော်ပြတာတွေ့ရပါတယ်။အမြင့်ဆုံးပြန်တန်းနိုင်တဲ့မီတာကတော့ကျွန်တော်ပေပေါင်း6842ပေအဲ့တော့ကျွန်တော်မြေပြင်ကနေပြီးတော့ပေပေါင်း6842ပေအမြင့်ထိဒါပြန်နိုင်ပါတယ်။အဲ့တော့တော်တော်လေးကိုကျွန်တော်တို့ဒါအသုံးပြုလို့ကောင်းတဲ့အနေထားပါပဲ။ပြီးရင်ကျွန်တော်အဲ့ဒီ AYK 350 drone မှာဆိုရင်ကျွန်တော် GPS နှလုံးတက်ဆင်ထားတယ်။ပြန်ကြတော့သူရဲ့ဒီတရားဝင် ကုမ္ပဏီကနေပြီးတော့တရားဝင်ရောင်းစည်းကအမေရိကန်ဒေါ်လာ11,569ဒေါ်လာဖြစ်တယ် ဲ့တော့ကျွန်တော်တို့လက်ရှိဒါဒီ drone ကအသုံးပြုလို့ရတဲ့ drone အသုံးပြုရတာဘာပဲဖြစ်ဒီတန်ဖိုးတင်ပေါ့ဗျာတန်ဖိုးတင် drone လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဒါက A ဖွဲ့ပိုင်ဆိုင်တဲ့ drone ပေါ့အဲ့တော့ A ဖွဲ့ကလက်ရှိကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတို့ဒီတပ်မတော်ကပြစ်ချလိုက်လို့ဆုံးရှုံးသွားတဲ့ drone တွေအများကြီးပဲအဲ့ A ဖွဲ့ကအဲ့ဒီလို drone တွေဘယ်လောက်ထိအောင်ပိုင်ဆိုင်ထားလဲဆိုတော့ကျွန်တော်တို့လည်းမခံမနိုင်ဘူးဒါတို့မှတော့တော်တော်လေးကိုပိုင်ဆိုင်ထားနိုင်နေတာဖြစ်ပါတယ်အဲ့တော့ဒီ drone ကို A ကဘယ်လိုရောက်နိုင်လဲသူ့လက်ထဲကိုဘယ်လိုရောက်နိုင်လဲရောက်နိုင်တဲ့နီလန်းကနံပါတ်1ကကျွန်တော်တို့ဒီတရုတ်နဲ့မြန်မာ နေဇာပေါ့နေဇာမှာရှိတဲ့ယူနန်ပြည်နယ်ရှိတယ်အဲ့တော့အဲ့ဒီယူနန်ပြည်နယ်မှာလက်ရှိဒီရခိုင်ရခိုင်လက်နက်ကိုင်အဖွဲ့ A အပါအဝင်အခြားတော့ဒီ KIA တို့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနေထိုင်တဲ့ MMDA ပေါ့ဝါပေါ့စသဖြင့်ဒီဆက်ဆက်တဲ့တရုတ်ရဲ့လက်အောက်ခံပေါ့ဗျာတနည်းအားဖြင့်ကျော်တက်တယ်ပြောတရုတ်ရဲ့လက်အောက်ခံတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနေတာကတရုတ်နိုင်ငံယူနန်ပြည်နယ်ထဲမှာနေတာအဲ့တော့တရုတ်မြန်မာနေဆက်ပေါ့ဗျာဒီဘက်ကကျွန်တော်တို့ဒါမူဆဲရှိမယ်အော်တကြောလုံးပေါ့လေအော်တကြောလုံးဆက်ဆက်နေရဆိုတော့ဒီဘက်တရုတ်ဘက်အချမ်းပေါ့ အဲ့ဒီနဲ့ဆက်ဆက်တဲ့နေရာလေးမှာပေါ့အဲ့တော့တို့ရနိုင်တာက UNP နဲ့အစိုးရအဖွဲ့ထံကနေတို့ရနိုင်တယ်ဟိုမှာတော့ကျွန်တော်တို့အဓိကအပျော်တန်း drone လို့လည်းသုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီစိုက်ပျိုးရေးလုပ်ငန်းပေါ့စားတဲ့ဖြစ်စားတဲ့နေရာတွေမှာသုံးလို့ရတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီ drone တွေကဒီ UNP နဲ့အစိုးရအဖွဲ့ရဲ့သဘောတူညီချက်မပိုင်တော့ဒီတရုတ်ဒီကျွန်တော်တို့ဒီရခိုင်လက်နက်ကိုင်ဘွယ် A လက်ထဲကိုရောက်လာစရာအကြောင်းမရှိဘူးဘလို့ပဲဖြစ်ကျွန်တော်တို့ဒီနေရာမှာတော်တော်ဝိုင်တိုက်ရိုက်တော့မဟုတ်ပါဘူးတော်တော်ဝိုင်တော့နီးနေတာတရုတ် အစိုးရရဲ့ဒါပံ့ပိုးမှုတွေကကောင်းကောင်းတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အပြင်ကျွန်တော် junior အစိုးရအဖွဲ့ကဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီ drone တွေကရကိုင်းလက်နက်ကိုင်အဖွဲ့ A လက်ထဲကိုကျွန်တော်တို့တော်တော်လေးကိုရောက်ဖို့ကတော်တော်ခဲနေမဲ့ကိစ္စပါပဲဟောဒါကတော့ကျွန်တော်တို့ရကိုင်းလက်နက်ကိုင်အဖွဲ့ A ပိုင်ဆိုင်ထားတဲ့ drone ဖြစ်ပါတယ်အဲ့တော့အဲ့ဒီ drone ကတော်တော်လေးကိုကျွန်တော်တို့အသုံးပြုလို့ကောင်းပါတယ်အဲ့တော့မြေပြင်ကနေပြီးတော့ဒီ drone ကမြေပြင်ကနေပြီးတော့အမြင့်ပေ9842ပေထိသူတို့အမြင့်ပေမှာသူတို့အဲ့ဒီအဲ့ဒီအကွာဝေးကနေပြီးတော့အောက်မြေပြင်မှာရှိတဲ့ မြေပြင်အနေထားကိုတို့ကင်းတောက်နိုင်တယ်ပြီးရင်ကျွန်တော်တို့ drone နဲ့ဘုံကျဲနိုင်တယ်ပြီးရင်ဒီမှာအားသာချက်ကကျွန်တော်တို့ GPS နှလုံးတက်ထားတယ်တော်တော်လေးကိုဒါအသုံးပြုလို့ကောင်းတဲ့အခြေအနေပါပဲနောက်တစ်ခုကကျွန်တော်ဆုံရှုံသွားရင်လည်းသူ့ရဲ့တန်ဖိုးကကျွန်တော်တန်ဖိုးတက်တန်ဖိုးတက်တဲ့အနေထားမှာရှိပါတယ်အဲ့တော့ဒီဒေါ်လာ11569ဒေါ်လာဆိုတာကဒီ drone ဒဇင်းအတွက်ကကျွန်တော်တို့အရန်ကိုအရန်ကိုကျွန်တော်တို့များတဲ့အနေထားတော့မရှိပါဘူးအဲ့တော့ကျွန်တော်လက်ရှိလက်ရှိဒီ KNU ဖွဲ့တွေပေါ့ KNU လောက်ကံဖွဲ့တွေတုံးတာကဒီ ျွန်တော်တို့ဒီထိုင်းရထုတ်တဲ့ဆေးဖြတ်တဲ့ဒရုန်းတွေပေါ့စိုက်ပျိုးရေးလုပ်ငန်းအသုံးဒရုန်းတွေပေါ့အဲ့တော့အဲ့မှာတော့ကျွန်တော်တို့ဒါမြေစီရေထည့်တဲ့စာသဖြင့်ပေါ့လေမြေစီရေပို့သက်စီတွေပေါ့ဗျအဲ့မှာတို့စိုက်ပျိုးရေးလုပ်ငန်းအသုံးတဲ့ဒရုန်းပေါ့အဲ့ဒီဒရုန်းကလည်းတော်တော်လေးကိုကျွန်တော်တို့ဒါပြန်တက်လို့ကောင်းတယ်တော်တော့အဲ့မှာတော့အဓိကသုံးတာအဓိကကတော့ဒီထိုင်းရထုတ်တဲ့ဒရုန်းတွေကတော့အဓိကတော့ဒီစိုက်ပျိုးရေးလုပ်ငန်းတွေအသုံးတာပေါ့ဗျာအဲ့တော့ဒီလက်ရှိထိုင်းမှာထုတ်တဲ့ဒရုန်းနဲ့လက်ရှိကျွန်တော်တရုတ်နိုင်ငံကထုတ်လုပ်ထားတဲ့ဒရုန်းပေါ့ဘတ်ဆောင်သုံးလို့ရတာကလက်ရှိ ရခိုင်လက်နက်ကိုင်အဖွဲ့ A လက်ထက်မှပိုင်ဆိုင်တဲ့ drone ကတော့တော်တော်လေးကိုဒါဗတ်ဆုံသုံးလို့ရတဲ့အနေအထားပဲသူကကျွန်တော်တို့ဒီစစ်ဘက်ပါအသုံးပြုလို့ရတဲ့အနေအထားလက်ရှိကျွန်တော်တို့ဘက်ကဒီ KNU KNU အဖွဲ့ပါ KNU လောက်ကအဖွဲ့တွေပိုင်ဆိုင်ထားတဲ့ drone ကတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးလုပ်ငန်းသုံး drone ဖြစ်တယ်သူကတော့သူတို့ဒါ weight weight ပါချိန်နိုင်တာပေါ့ဗျအဲ့ drone တွေကတော့ကောင်းကောင်းဘုံကျဲလို့ရတယ်တိုးတော်လည်းပဲသူကဒီရာသီဥတုအကန့်တတော်ရှိတယ်အခုကျွန်တော်ထိုင်းကနေသွင်းတဲ့ drone တွေအကြီးကြီးပေါ့ခင်ဗျားတို့မြင်ရပါတယ်တော်တော်ကြီးပါတယ်ကျွန်တော်တို့ဒီလက်တစ်ဖက်လောက်ရှိတဲ့ drone တွေပေါ့ ဲ့ဒီ drone တွေကတော့ကျွန်တော်တို့ဒါရာသီဥတုမကြီးတော့ပြန်လို့မရဘူးသူကတော့အကန့်သက်ရှိတယ်လက်ရှိရခိုင်လက်နက်ကိုင်ဖွဲ့ AA ပိုင်ဆိုင်တဲ့ drone ကတော့တို့ကဒီစစ်ဘက်ပါသုံးလို့ရတဲ့အတွက်တို့တော့တော်တော်လေးကိုကြာအစင်းမြင့်တဲ့ drone ကိုပြောမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဖွဲ့ AA ပိုင်ဆိုင်တဲ့ drone ရဲ့အနေအထားပေါ့သူရဲ့ထုတ်လုပ်တဲ့နိုင်ငံသူရဲ့ဒီစွမ်းဆောင်နိုင်တဲ့အရေးသေးကိုကျွန်တော်တို့တင်ပြပေးတာဖြစ်ပါတယ်ဒုတိယသတင်းမျိုးကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ပိုင်းကရုတ်အလင်မှာရှိတဲ့ဒီရွှေဆိုင်ဓမြတိုက်ခံတဲ့အခြေအနေပါ ဒီကနေ့မနက်9:54မိနစ်အချိန်ကမန္တလေးဒေသကြီးမဟာအောင်မြင်မြို့နယ်မဟာအောင်မြင်အနောက်ရပ်ကွက်အကွက်မှတ်9:4စံဝန်းရက်84:85လမ်းကြား39လမ်းပေါ်မှာရှိတဲ့ဆက်တန်းရွှေဆိုင်ကိုရွှေဆိုင်ဆွေတန်းကိုဒီအကြမ်းဖက်တွေကဓများတိုက်လူရက်သွားပါတယ်အဲ့တော့အဲ့မှာသူတို့ဒီဆိုင်ကို လာတဲ့ဒီသူရဲ့ဒီ CCTV မှတ်တမ်းတွေရဒီဆိုင်ကိုလာတာကအမျိုးသား3ယောက်လာတယ်ကလစ်ဘိတ်အနီအနီကြားဆိုင်ကနေလာတယ်လာပြီးတော့သူတို့ အဲဓမြတိုက်တယ်ပေါ့သူတို့ကတနတ်ပါတယ်စသဖြင့်ချိန်ချောက်ပြီးတော့ဓမြတိုက်တယ်အဲအဲ့မှာဓမြတိုက်တဲ့အမျိုးသားတော့တော့သူ match တွေတက်ထားတယ်ဗျ match တွေတက်ထားတယ်ပြီးကျွန်တော်တို့ဒါရှာတို့အုပ်တို့တွေဆောင်းလာတယ်ပေါ့သူတို့ရဲ့မျက်နှာကိုတော့ဒါရအောင်သူတို့ပုံဖြတ်တာတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့အဲ့မှာချိန်ချောက်ပြီးတော့ကောင်းတာကောင်းတာထဲမှာရှိတဲ့ဒီရွှေလက်ကောက်တွေယူရတယ်ပြီးရင်ရွှေဆဲသီးတွေထည့်ထားတယ်ဒီ band တွေ band band တွေယူရတယ်ပေါ့ band တွေတွေကဒီရွှေအားလုံးသူတို့ရဲ့ဒီဆိုင်ကနေပြောဆိုကြရအောင်ဆိုရင်တော့ခံမှန်းနှစ်ပိတ်တာပတ်လေပေါ့နှစ်ပိတ်တာပတ်လေယူရတယ်ပြီးရင်ကျွန်တော်ကောင်းတာတွေကနေပြီးတော့ငွေကြက်သိန်း သိန်း200ခန့်ကိုလည်းယူသွားတယ်ယူသွားပြီးတော့အဲ့ဒီလူတွေကကျွန်တော်တို့39လမ်းအတိုင်းအနောက်ဘက်ကိုတက်တက်မောင်းသွားတယ်လို့သိရပါတယ်ဒါတော့ကျွန်တော်တို့ဆိုင်ရှင်နဲ့ပတ်သက်တဲ့နှိစ္စသူတွေပြောဆိုမှုပါအဲ့တော့ကျွန်တော်တို့ဒီမန္တလေးမြို့ပေါ်မှာရွှေဆိုင်တွေတ냐တိုက်ခံရတာအခုမှမဟုတ်ဗျအရင်ကြီးကျွန်တော်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးမန္တလေးမြို့ပေါ်မှာကျွန်တော်မကြာခဏဆိုသလိုပဲရွှေဆိုင်တွေတ냐တိုက်ခံရတာတွေမကြာခဏရှိတယ်တို့တော့လည်းပဲဒီရွှေဆိုင်တွေတ냐တိုက်ခံရတာနဲ့ပတ်သက်ပြီးတော့ဒီမန္တလေးတိုင်းမှာရှိတဲ့မန္တလေးမန္တလေးတိုင်းကြီးအစိုးရဘက်အလုံးစုံတပ်ဖွဲ့ဝင်တွေကတော့ ဒါကျွန်တော်ထူးထူးခြားခြားအနေနဲ့တော်တော်လေးကိုဒါတရားခံကိုဖော်နိုင်တဲ့အထိတို့တို့ဖော်ထုတ်နိုင်တာတွေ့ရပါတယ်။မန္တလေးမြို့ပေါ်မှာရွှေဆိုင်တွေဓမြတိုက်တဲ့ဖြစ်စဉ်ပေါ်မှာလွတ်သွားတဲ့အမှုကမရှိပါဘူး။အဲ့တော့တို့ဒီအချိန်ကန့်သက်တစ်ခုမှာဖော်ထုတ်နိုင်ခဲ့တဲ့အနေအထားတွေရှိပါတယ်။ဒါကဒီမန္တလေးမန္တလေးမြို့ပေါ်မှာဓမြတိုက်တဲ့ဖြစ်စဉ်တွေအားလုံးပေါ့လေရွှေဆိုင်တွေဓမြတိုက်တဲ့ဖြစ်စဉ်တွေအဲ့တော့ကျွန်တော်အထုံးနဲ့အထင်နဲ့ဓမြတိုက်တဲ့ဖြစ်စဉ်တွေအားလုံးမှာမန္တလေးတိုင်းပြည်အစိုးရဘွယ်မန္တလေးတိုင်းမှာရှိတဲ့လူမျိုးတပ်ဖွဲ့ဝင်တွေကတို့ဖော်ထုတ်နိုင်ပါတယ်။ အဲ့ဒီကနေ့မနက်ပိုင်းမှာဖြစ်တဲ့အနေထားပါအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတရားခဏတွေကတော့ကျွန်တော်လွတ်ဆရာအကြောင်းရှိပါဘူးမန္တလေးတိုင်းတနည်းအားဖြင့်မန္တလေးမြို့ပေါ်မှာဆိုရင်ဒီလိုတာတကတွေဒီရှေ့ဒီရှေ့မှာအများစွာဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့ဖြစ်ခဲ့တဲ့အချိန်တွေအတိုင်းကိုလူမျိုးတပ်ဖွဲ့ဝင်တွေကတရားခဏတွေကိုဖော်ထုတ်နိုင်ခဲ့တဲ့အနေထားဖြစ်ပါတယ်